ားပါဘေးရနေအတွက်တွေကကင်းဝေးပြီးကိုစိတ်နှပြလုံးကျုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ရစပြီးရော PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမကတော့ချူပါ။ဒီနေ့မေလ23ရက်တောက်ကြနေအတွက်တင်ဆက်ပေးမယ့်သတင်းခေါင်းစဉ်တွေကတော့ တော်လိုင်းကာလာတွင်ဖွဲ့စည်းလှုပ်ဆောင်ကြရတာဖြစ်တဲ့အတွက်စွမ်းဆောင်မှုအကန့်အသတ်ရှိတယ်ဆိုရင်တော့ဝင်ကြီးဌာနတွေအတွင်းပေါက်ဆက်ညှိနှိုင်းမှုအားကောင်းကောင်းနဲ့လှုပ်ဆောင်ကြဖို့ပြည်အောင်စုဝင်ကြီးချုပ်တိုက်တွန်းလိုက်တဲ့တင်ရန်ကုန်ဖက်ဒရယ်ယူနစ်ဂျားကာလာအစီအမံမူကျန်းရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေကိုရန်ကုန်လွှတ်တော်ကပြဋ္ဌာန်းအတည်ပြုလိုက်တဲ့တင် ၆ဦးမျိုးအထိုင်စခန်းမှာအင်အားတိုးပြီးတော့ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်တပ်ကို drone နဲ့ဖုံးကျဲတိုက်ခိုက်ရာအကြမ်းဖက်ဗိုလ်တအူးအပါဝင်၄ဦးသေတဲ့တဲ့အရာတော်မျိုးမှာလေကြောင်းအနေရဲကြိုတင်ကာကွယ်နိုင်မှုအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့တဲ့တဲ့မုံမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့အသက်၉နှစ်အရွယ်ကလေးငယ်တအူးသေဆုံးပြီးပြည်သူ၅ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့တဲ့ အစရှိတဲ့မြန်မာနိုင်ငံတဝန်းကသတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်တော်လည်းကာလာတွင်ဖွဲ့စည်းလှုပ်ဆောင်ကြရလာဖြစ်တဲ့အတွက်ဆွမ်းဆောင်မှုအကန့်အသတ်ရှိတယ်ဆိုရင်တော့ဝင်ကြီးဌာနတွေအတွင်ပေါက်ဆက်ညှိနှိုင်းမှုအားကောင်းကောင်းနဲ့လှုပ်ဆောင်ကြဖို့ပြည်အောင်စုဝင်ကြီးချုပ်တိုက်တွန်းလိုက်တဲ့သတင်းကိုပထမဆုံးတင်ဆက်ပေးပါမယ်။ တော်လင်းကာလာတွင်ဖွဲ့စည်းလှုပ်ဆောင်ကြရတာဖြစ်တဲ့အတွက်စွမ်းဆောင်မှုအကန့်အသတ်ရှိတယ်ဆိုရင်တော့ဝင်ကြီးဌာနတွေအတွင်းပေါင်းဆက်ညှိနှိုင်းမှုအားကောင်းကောင်းနဲ့လှုပ်ဆောင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးချုပ်မဲဝင်းခိုင်တန်းကပြောကြားလိုက်ပါတယ်။ဂျာကာလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုဟိုကော်မတီအစည်းအဝေးအမှတ်စဉ်16မေဆောင်း2025ကိုမေလ22ရက်မနက်ပိုင်းမှာပြုလုပ်ခဲ့ရာပြည်အောင်စုဝင်ကြီးချုပ်ကအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။ ရှားပိုင်ခွင့်တစုံတရာမရှိပဲစိန်ခေါ်မှုတွေအနယ်တွေသာရှိနေတယ်အမျိုးသားညီညွတ်ရေးအစိုးရမှဝင်ရောက်တာဝန်ထမ်းဆောင်လာကြတော့တာဝန်ရှိသူများကိုအထူးလေးစားသလိုအားလည်းတက်ရပါကြောင်းတာဝန်ကိုယ်စီဖြင့်အတက်နိုင်ဆုံးစ조사ဆောင်ရွက်နေကြတဲ့ဝင်ကြီးများဒုတိယဝင်ကြီးများအတွင်းဝင်များနဲ့အုပ်ချုပ်ရေးရန်ရာအဆင့်ဆင့်ကိုအထူးကျေးဇူးတင်ရှိပါကြောင်း အခြေအနေနဲ့ပေးထားချက်တွေလိုအပ်ချက်တွေကတော့တော်လိုင်းကာလတွေဖွဲ့စည်းလှုပ်ဆောင်ကြရတာဖြစ်တဲ့အတွက်စွမ်းဆောင်မှုအကန့်အသတ်ရှိရဆိုရင်တော့ဝင်ကြီးဌာနတွေအတွင်းပေါက်ဆက်ညှိနှိုင်းမှုအားကောင်းကောင်းနဲ့လှုပ်ဆောင်ဖို့ကတော့လုံနိုင်စွမ်းဖောင်ထဲမှာရှိတာဖြစ်တဲ့အတွက်လေဒီတစ်ခုကိုတော့ရအောင်လုပ်ကြရမှာဖြစ်ပါကြောင်းရှင်းစမ်းမဲ့လုပ်ငန်းတွေအတွက်အကျိုးရှိရှိပြည့်စုံဆောင်ရွက်နိုင်အောင်တွဲဆောင်မှုတွေကိုစနစ်တကျလှုပ်ဆောင်စေခြင်းကြောင်းလေ ။မပြီးသေးတဲ့ရှေ့လုပ်ငန်းစဉ်တွေကိုလည်းမြန်မြန်တက်တက်ဆောင်ရွက်နိုင်ဖို့စူးစမ်းပေးကြစေလိုကြောင်းပြည်အောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြားလိုက်ပါတယ်။ဆက်လက်ပြီးတက်ရောက်လာကြတဲ့ဂျားကာလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုးကော်မတီအဖွဲ့ဝင်တွေကအမှတ်စဉ်16မေဆောင်2025မှာချမှတ်ထားတဲ့ဆုံးဖြတ်ချက်ရှေ့လုပ်ငန်းစဉ်များနဲ့ပတ်သက်တဲ့ပြည်စီမှုအခြေအနေများ ဆက်လက်ဆောင်ရွက်ရန်ကြက်ရှိနေတဲ့လုပ်ငန်းစဉ်များကိုချပြရှင်းလင်းပြီးတက်ရောက်လာတဲ့တာဝန်ရှိသူများမှအကျေတဝင့်ဆွေးနွေးခဲ့ကြပါတယ်။အဆိုပါစည်းဝေးကိုပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းဦးဆောင်ကပြည်အောင်စုဝင်ကြီးများဒုတိယဝင်ကြီးများအမြဲတမ်းအတွင်းဝင်များတွဲဖက်အတွင်းဝင်များနဲ့ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဆက်လက်ပြီးတော့ရန်ကုန်ဖက်ဒရယ်ယူနစ်ဂျားကာလာအစီအမံမူကြမ်းရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေကိုရန်ကုန်လွှတ်တော်ကပြဋ္ဌာန်းအတည်ပြုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်လွှတ်တော်က2020ပြည်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲက အနှင်းလိုက်တဲ့ပြည်သူ့ဆင်နွှဲအာဏာကိုကျင့်သုံးပြီးရန်ကုန်ဖက်ဒရယ်ယူနစ်ဂျားကာလာအစီအမံမူကြမ်းရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေကိုပြဋ္ဌာန်းလိုက်တယ်လို့ဒီနေ့မှအသိပေးထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်လွှတ်တော်ကအထမအကြိမ်မြောက်အစည်းအဝေးပထမနေ့ကိုဒီနေ့မေလ23ရက်မနက်9:00နာရီမှာဗီဒီယိုကွန်ဖရင့်စနစ်နဲ့ပြုလုပ်ခဲ့ရမှာအခုလိုဈာကာလအစီအမံမူကျန်းရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းလိုက်တာပါအစည်းအဝေးမှာရန်ကုန်ဖက်ဒရယ်ယူနိရဲ့ဂျာကာလာအစီအမံမူကျန်းရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေချမ်းကိုရန်ကုန်လွှတ်တော်ဥပဒေချမ်းကော်မတီကဖက်ချားတင်သွင်းပြီးလွှတ်တော်ကကန့်ကွက်သူမရှိထောက်ခံအတည်ပြုပေးခဲ့ကြပါတယ်။ ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ဂျားကာလာအစီအမံမူကြမ်းရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေတွင် အခန်း6ခန်းပါဝင်ပြီးအပိုက်ပေါင်း26ပိုက်ပါရှိပါတယ်။ဒီကနေ့ကျင်းပတဲ့ရန်ကုန်လွှတ်တော်အထမအကြိမ်မြောက်အစည်းအဝေးမှာဧပြီလ28ရက်ကတော်လန်ရေးတာဝန်ထမ်းဆောင်ရင်းကြဆုံသွားတဲ့တန်လီမြို့နယ်မဲဆန္ဒနယ်မြေအမှတ်1တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးနေလင်းအောင်အတွက်လေးစားစွာဂုဏ်ပြုမှတ်တမ်းတင်ကြောင်းအဆိုပေါ်လဲလွှတ်တော်ကအတည်ပြုမှတ်တမ်းတင်ပေးခဲ့ပါတယ်။ ရန်ကုန်လွတ်တော်အထမကျိန်မြောက်အစည်းအဝေးဒုတိယနေ့ကျင်းပမယ့်နေ့ရက်ကိုထပ်မံကြေညာပြီးဆက်လက်ကျင်းပသွားဖို့ရှိကြောင်းလွတ်တော်ဥက္ကဋ္ဌဦးတင်လွင်ကအတိပေးပြောကြားခဲ့ပါတယ်ရှင်။အခုဆက်လက်ပြီးတော့ခြောက်ဦးမြို့အထိုင်စခန်းမှာအင်အားတိုးပြီးဆေးရွာတွေကိုမိရှို့ဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်တပ်ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာ အကြမ်းဖက်ဗိုလ်တအုပ်အပါဝင်၄ဦးသေတဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ ။စကိုင်းတိုင်းချောင်းဦးမြို့အထိုင်စခန်းမှာအင်အားတိုးပြီးကျေးရွာတွေကိုမိရှုဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်တပ်ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာအကြမ်းဖက်ဗိုလ်တအူးအပါဝင်၄ဦးသေတယ်လို့မြောင် Drone Force MDF ရဲ့ဒရုန်းကြားခင်စင်က PPTV ကိုပြောပါတယ်။ကျွန်တော်တက်ခဲ့တဲ့ချိန်ကြီးကတော့ဘောနောဒီချောင်းမျိုးပေါ်မှာဘောနောကြွားဒီမျိုးပချလေးမှာ ရှိနေကြွားလေးကိုမိရှုရယ်ပြီးတော့ပြည်သူတွေတက်ပြနေတယ်ဆိုပြီးတော့ဒီအထိုင်စခန်းမှာအင်အားပို့ပြီးတော့ တော်လေးတွေပတ်မှုနဲ့ဒီဒီကလည်းကောင်းကောင်းမရဘူးပေါ့နော်ဒီလက်နဲ့ကြီးနေလည်းတခြားလမ်းနဲ့ရွာလေးဆိုလည်းလက်နဲ့ကြီးနဲ့လမ်းထုံတယ်လို့ကျွန်တော်တို့ကတင်ရအောင်ပေါ့နော်အဲ့လိုတင်ရတဲ့အတွက်ကြောင့်မို့အာကျွန်တော်တို့ကဒါတုံးနဲ့ဖုံးပြတိုက်ခိုက်တာဖြစ်ပါတယ်နော်တော့ရှိစီနဲ့ပုံဒီဆက်နှလုံးကျွန်တော်ချခဲ့ရပေါ့နော်အချခဲ့တဲ့နံပါတ်ကဒီခွေဘူးတကားပါခွေလေးကောင်ကြတယ်လို့ကျွန်တော်တင်အတီးကြရရပေါ့နော်အကျွန်တော်တို့ပြန်ဆုတ်ခွာတဲ့အချိန်မှာ အာနည်းနည်းကျွန်တော်တို့ဆုတ်ခွာပြီးတဲ့ချိန်ကျမှသူတို့ကလက်မကြည့်ကောင်းတာပြန်လာနေတော့ရှိရရှိနေတယ်ပေါ့ချောင်းမြို့နယ်အတွင်းကျေးရွာတွေကိုမီးရှို့ဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်တပ်ကိုမေ22ရက်မိုးလွဲပိုင်းမှာ Face Wind Drone ရှစ်စီးနဲ့ဘုံသီးဆက်နှလုံးကျဲချတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ကအကြမ်းဖက်ဗိုလ်တအူးပါဝင်၄ဦးသေဆုံးခဲ့တာပါ။ face rain drone ရှစ်စီးနဲ့တိုက်ခိုက်မှုပြီးပြန်လည်ဆုတ်ခွာလာချိန်မှာအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့တော်လည်ရဲဘော်တွေဘက်ကအထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။အဆိုပါစစ်စင်ကိုမြောင် drone force MDF drone ကြားခေစိန်တပ်ဖွဲ့နဲ့အတူမဟာမိတ်တပ်တွေဖြစ်ကြတယ်။ရင်းမပင်ခရိုင်တရေး35တက်ခွဲနှင့် GZ 21ရင်းမပင်ခရိုင်တရေးစခွန် B21 တနီ PDF NPDF ရင်းမဲ့ပင် Peacock Drone တင်မြောင်းအမတ်တင်ငန်းစွန် Revolutionary Air Force မြောင်းအောင်တပင်းကြီးနာ Local PDF ကြောက်စဲဘူစာကလေး Drone Strike Freedom Fighter Drone Force နဲ့ CHU အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့သိရပါတယ်ရှင်။ထမမီတင်ဆက်ပေးမှာကတော့ အရာတော်မျိုးမှာလေဆောင်အနေနဲ့ကြိုတင်ကာကွယ်နိုင်မှုအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့တဲ့သတင်းဖြစ်ပါတယ်စကိုင်းတိုင်းအရာတော်မျိုးမှာလေချောင်းအန်ရဲ့ကြိုတင်ကာကွယ်နိုင်ဖို့အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါတယ်။ငါးမြင်းဆောင်အရာတာအရာတော်လူလူတပိတ်ကဦးဆောင်ပြီးဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းကာအရာတော်မျိုးနဲ့ကျေးရွာတရွာမှာကျေးလက်နေပြည်သူလူထုကိုလေချောင်းအန်ရဲ့ကြိုတင်ကာကွယ်နိုင်ရန်အသိပညာပေးဟောပြောခဲ့တာပါ။ လေကြောင်းအနေရဲ့ကြိုတင်ကာကွယ်နိုင်ဖို့အကြံပြုလဲညွန်ချက်တွေဘောကိုချင်းတူနီအကြံပြုချက်တွေနဲ့ဆက်တက်လေဒီပါရာမော်တာအကြောင်းတွေပါဝင်တဲ့လက်ကမ်းစာဆောင်တွေလည်းပြည်သူတွေဖတ်ရှုလေ့လာနိုင်ဖို့အမျှဝေခဲ့တယ်လို့ငါးမင်းဆောင်အာရတာအရာတော်လူတို့တပိတ်ထံကအသိရပါပါတယ်ရှင် အခုတခါမှာတော့မုံမြို့နယ်အတွင်းမှာအကြံဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့အသက်၉နှစ်အရွယ်ကလေးငယ်တဦးသေဆုံးပြီးပြည်သူ၅ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရှိတောင်ငူခရိုင်မုံမြို့နယ်အတွင်းမှာအကြံဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့အသက်၉နှစ်အရွယ်ကလေးငယ်တဦးသေဆုံးပြီးအသက်၁၇နှစ်အရွယ်ကလေးငယ်၂ဦးအပါအဝင်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။ ။အကျန်းဖက်စစ်တပ်ကပြည်သူတွေကိုပိတ်မှတ်ထားပြီးချင်းရွာလေးကိုရည်ရွယ်ချက်ရှိရှိနဲ့လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်အသက်၉နှစ်အရွယ်ယောက်ျားလေးတဦးသေဆုံးပြီးအသက်၁၇နှစ်အရွယ်မိန်းကလေး၂ဦးပါဝင်ဒေသခံပြည်သူ၅ဦးလက်နက်ကြီးထိမှန်တရားရခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ခဲ့တာပါ။ဒါပြင်အဆိုပါပြစ်ခတ်မှုတွင်ပြည်သူရဲ့နေအိမ်၃ဦးအထိလည်းပျက်စီးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ အကျန်းဖက်စစ်တပ်ရဲ့ခမာရ3ငါးတင်းနဲ့ခလာရ60တို့ကမေ19ရက်မှာငထွေဆုပ်ကျေးရွာကိုလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့သောကြောင့်ငထွေဆုပ်ကျေးရွာမှာနော်တာဒိုဂေးဖော်၁၂နှစ်လက်နက်ကြီးစထိမှန်တရာရပြီးစောမှုလောလနဲ့စောမောင်ကြီးတို့ရဲ့နေအိမ်နှလုံးပျက်စီးခဲ့ရပါတယ်ဒါပြင်မေ20ရက်မှာနှစ်တန်ခွေးမှာအခြေချထားတဲ့အကြက်ဖက်စစ်တပ်ကငနွားစိတ်ကြီးရွာအညာစုကြီးရွာရင်းတိုက်ကုန်းကြီးရွာနဲ့ နောင်ကုန်းကျေးရွာတွေကိုလက်နက်ကြီး6လုံးရေလဲကျေးရွာနဲ့မယန်းစိန်လေးကျေးရွာကြားရှိလဲခွင်းမှာဟောင်ဝစ်စာလက်နက်ကြီး1လုံးစလုံးနဲ့စောဘောကုန်းကြားရှိလဲခွင်းမှာဟောင်ဝစ်စာလက်နက်ကြီး1လုံးတောင်စုကျေးရွာကိုလက်နက်ကြီး3လုံးအုတ်ဖြစ်တရားမှာအခြေချထားတဲ့အကျန်းဖတ်စစ်တပ်ကစက်တက်ညောင်ပင်ကျေးရွာကိုလက်နက်ကြီးတလုံးပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီပြစ်ခတ်မှုကြောင့်ကျက်တက်ညောင်ပင်ကျေးရွာမှာဒေါ်မမ53နှစ်နဲ့မအေးဆို38နှစ်တို့လက်နက်ကြီးထိမှန်တရာရရှိခဲ့ပါတယ်ဒါပြင်အကြက်ဖက်စစ်တပ်ရဲ့ခလာရ60မှမယန်းစိန်လေးကျေးရွာကိုလက်နက်ကြီး120မမတလုံးအရှိတောင်စုအနောက်တောင်စုနဲ့ကျုံကုန်းကျေးရွာကိုလက်နက်ကြီး120မမ6လုံးပစ်ခတ်ခဲ့တာကြောင့်မယန်းစိန်လေးကျေးရွာမှာနော်မူလာဖောရဲ့နေအိမ်ပျက်စီးသွားခဲ့ရပြီး နော်မူလာဖော်42နှစ်နဲ့တမိဖြစ်သူနော်ဆေးပွယ်မူ17နှစ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတားဖြစ်သူ အသက်9နှစ်အရွယ်စောမှုထော်ဘာကလက်လက်ကြီးထိမှန်ပြီးတေဆုံးခဲ့ရတာလို့ KHNU ဘဝကထုတ်ပြန်ထားပါတယ်ရှင်အခုတင်ဆက်ခဲ့တာတွေကတော့မြန်မာနိုင်ငံတွင်းကသတင်းတွေပဲဖြစ်ပါတယ်ရှင်ပြည်သူလူထုပေါင်းတဘာဝဘေးလူလုံးဘေးဆိုတဲ့ဘေးနဲ့တွေကနေကိဝေးနိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။